20လောက်တည်းရအလေးကျင့်လို့တာအခုဆိုရင်ကရင်မော်ခေါင်းချတာနဲ့အလိုလိုစိတ်ကအော်တိုနှာသေးပြားကိုရောက်ဝင်လေထွက်လေတည်းမှတတိလေးနဲ့အိတ်တတိလေးနဲ့အိတ်ပျော်သွားတော့တည်တဲ့အချိန်လဲတတိမလို့အိတ်ပျော်နေရင်တည်သွားရင်အိတ်မပျော်ခင်စိတ်နဲ့ကုသိုလ်နဲ့သွားတာပေါ့တို့တော့တော်တော်များများအိတ်ရတဲ့ရောက်မှပြဿနာပေါင်းတောင်းချောက်တော့တွေးတော့တာပဲ အတွေးများတော့အဝေးသွားတာပေါ့တတော်နဲ့အိတ်မပြောဘူးလေဟိုလူစိတ်မချရဒီလူစိတ်မချရတာနဲ့ပြိတ္တရဲ့ကိုကိုကိုမေ့နေတာနော်မေ့လာမပေဘူးလားဟောတက္ကကြီးပြန်မရောက်သိရင်တက္ကမကြီးမှပူလိုက်ရတာကြည်စမ်းဟိုဟာအေးစေပဲကိုကတော့ပူနေတာအဲ့ဒီအပူကြီးနဲ့လည်းအိတ်မပြောတဲ့ကြောင့်အိတ်မပြောတဲ့သူကအတွေးများလို့အိတ်မပြောတာဘာဖြစ်လို့လဲစိတ်မချတော့အိတ်မရဘူးစိတ်မချတော့ ကိုအိပ်မရတာဘာဖြစ်လို့လဲဘု து စိတ်မချဖြစ်နေတာတော့အကုန်လုံးကိုပတ်ပြီးတော့စိတ်မချဖြစ်နေကြတာနော်စိတ်ချလက်ချထားခဲ့တခါကငါမရှိရင်မဖြစ်ဘူးဆိုတဲ့အတွေးလေးတွေဝင်တဲ့အခါလေးမျက်စိလေးမှိတ်ပြီးအစမ်းသိကြည့်ငါမရှိလဲဖြစ်လားမဖြစ်ဘူးလား ဟောအလုတ်တခုငါမပိုင် မပြီးဘူးဆိုတော့အတွေးတွေမြန်ဝင်နည်းနည်းလေးတကယ်ပါ မျက်စိလေးမိပြီးတော့အစမ်းသေးကြည့်လိုက်ဟောငါမရှိလည်းဖြစ်တယ်သေခြင်းတရားအချိန်မြွေးလာနိုင်တာဘုန်းကြီးဆိုရင်တခါကကိုယ့်တဲ့အသက်ငယ်တဲ့ငယ်ချင်းတွေပြန်တော့မွေးဘလို့လေးတွေ့တယ်ဩငါလည်းအချိန်မြွေးသေးနိုင်တယ်ငါသေးသွားရင်တော့လို့သေတန်းစာလေးမသေးခင်ယူရေးထားမှာနော် ဘုန်းကြီးကျောင်းကိုင်းနေကြုံမာတာငါသေးတန်းစားတယ်မင်းတို့ပွဲလေးတွေပေါအောင်လိမ့်လိမ့်မာမာနေနော်တခါကစဉ်းစားကြည့်တေသေးတန်းစားလဲရေးတဲ့အခါတော့လို့ဘာမှမရှိတဲ့မိကန်တက်တာပတ်စဝါလေးတော့ရေးသွားအောင်မာနော်မဟုတ်ရင်လေရုတ်တရက်သေးသွားရင်နိဘုန်းကြီးအလောင်းမနှမြောဘူးအဲ့မိကန်တက်တာပတ်စဝါမထားခဲ့တာပြဿနာရှာမှာ နော်မိဂတေတာပတ်စဝါရိနဲ့သေတန်းစာတဲ့ထဲ့ရေးသွားမှာဘာမှတော့မရှိဘူးဒါပေမဲ့အဲ့ဒါကြံခဲ့လူကလူမနှမျိုးအဲ့ပတ်စဝါမရတာနှမျိုးတာသေသွားရင်ပြိတဲ့ဩဒါကြောင့်ဘုန်းကြီးအဲ့ပြီးစရာတော့ဥပောတန်လာတိပိကဆရာတော်ရဲ့ကဗျာလေးတရားတဲ့အမြဲတမ်းထက်တဲ့ရွတ်အထုတ်ကလေးတပြင်းပြင်းကိုးနောက်ပါမဲ့ထင်း အထုရှင်သိလို့သွားကြတဲ့သူတွေဝေလို့စာအထုရှင်မှာအလကဘာကမှလည်းပါမသွားသေးရွာကြတော့အပယ်လာနိဗ္ဗာန်ရောက်ဖို့အခက်သာမှန်လားမမှန်ဘူးလားအထုကလေးတပြင်းပြင်းကိုးနောက်ပါမယ်ထင်အထုတွေပြင်းလားမပြင်းဘူးလားဘုန်းကြီးထင်တယ်တက္ကမတွေပိုပြင်းတယ်ထင်တာနော် တညာဤခยีထွက်တာအိတ်က၃လုံးလောက်ပါတယ်ဘာတွေထက်မှလဲဟိုဟာတဲ့ဒါတဲ့ဒီကြားတဲ့လောက်ထက်အောင်လူကြားသူကြားတဲ့မိကကူမေးတာရှိသေးတယ်အထုတ်ကြီးလေးလေးဆိုရင်မူကြီးလေးလေးဖြစ်လားမဖြစ်ဘူးလားအထုတ်ကလေးတပြင်းပြင်းကိုးနောက်ပါမဲ့ထင်းအထုတ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စားဘူးတွေဝေစား ဝေစားတာဝေစားရင်တာတုခေါ်ဖို့တော့ကောင်းတယ်တချို့ဝေမစားနိုင်လူစားတဲ့သူတွေမရှိဘူးလားမိဘခြံခဲ့တဲ့အမွေတွေအဝေးမတက်လို့ညီကိုချင်းချင်းစကားမပြောတော့မောင်နှမချင်းချင်းစကားမပြောတော့အမှုတွေရင်ဆိုင်ယုံရောက်ခက်ရောက်ဖြစ်တဲ့အခါကျတော့ကိုရမယ့်အရာလေးတွေတရားနုကြီးနဲ့ရဲနဲ့မျှပေးရတာတွေရောမရှိဘူးလားပေးဖို့ကွာပေးချင်တာ哦အဝေးမတက်တော့သူတို့ကပေးရတယ် ဒီကြတဲ့တချို့ကဘုန်းကြီးနေဆွဲဆွဲထဲတယ်သိမရှာနဲ့ဟေးတဲ့ဘုန်းကြီးစားတော့အောင်မယ်တို့ဘုန်းကြီးလည်းဆက်ကွေးမလို့ခါခါကြတော့လည်းတွေးမိနေဩသူတို့ပြောတာလည်းမှားတော့မမှားဘူးလို့ဘုန်းကြီးတွေရဲ့ဘဝဆိုတာငိုစားရီစားဘဝဘုန်းကြီးတွေရဲ့ဘဝဘာဘဝငိုစားရီစားဘဝဆိုသူများအတုပါလဲပြင့်တော့ကြွရတာပဲလေ အတုပါရှင်ကစိတ်မကောင်းလို့မျက်ရည်တရှုံရှုံနဲ့ငိုကိုကစားကောင်းထပ်သူကိုလေးကိုနဲ့မဆိုင်ဘူးပေါ့ငိုစားဆိုအဲ့ဒါပြောတာသူများအလူလဲကြွရတာပဲလေအတုပါအလူရှင်များဝမ်းသာလို့ပြောကိုကစားကောင်းအော်ငိုစားရေစားဘဝဆိုဘုန်းကြီးနေရဲ့ဘဝပဲเนาะ ဘိသိယဘုန်းကြီးလည်းမစားပါဘူးသေသွားရင်ကြံခဲ့တဲ့လူတွေကဝေစားတော့မှာပဲတခါကရစဉ်းစားကြည့်သေသွားရင်လို့ပြစ်စလက်ခအလုခံရဆုံးကလူပဲပြိသိယနော်